ဇလန်အစမှာတော့စတက်ဖို့မီသားစုဟာအားလဲရဲ့ပျော်ဝဲစားထွက်လာကြပါတယ်။သူတို့အားလုံးလို့ခေါ်တဲ့ကျွန်းကျွန်းမှာအိမ်တလုံးကိုခိတခဏငားလိုက်ပြီးတော့တတော်နဲ့ညီတာကြောင့်သူတို့တွေသဘောကျကြပါတယ်။အိမ်လေးကလက်ပပြီးအရက်ဘီတို့ကတော့တော့ပိတ်ထားတာမို့မစ္စတာစတက်ဖို့တော့စိတ်ညစ်သွားခဲ့ပါပြီ။သူတို့လည်းပစ္စည်းတွေကိုနေရာချပြီးတော့အင်ရှင်မဖြစ်သူအမန်ဒါကလိုအပ်တာတွေဝယ်ဖို့စင်နာကိုလာခဲ့ပါတယ်။အဲဒီမှာဒန်နီဆိုတဲ့လူတစ်ယောက်ဟာပစ္စည်းတွေမနှဲမနှောကိုအလောတကြီးဝယ်နေတာကိုမြင်တော့အမန်ဒါလည်းတတိထားမိခဲ့ပါတယ်။ ။ဒါနဲ့သူတို့လည်းကမ်းခြေကိုအပန်းပြေထွက်လာကြပါတော့လေ။အဲဒီအချိန်မှာသမီးငယ်လေးရိုးစရာဟိုဝေကြီးကလာနေတဲ့လောင်စာစီတဲတဲ့တင်မောကြီးတစ်စင်းကိုလမ်းမြင်ခဲ့တယ်။ကမ်းခြေပေါ်ကလူတွေလည်းပထမတော့အမှုမဲ့အမတ်မဲ့ပင်မဲ့ဒီတင်မောကြီးကကမ်းခြေနားတီကိုမရက်တံမဲနဲ့ဆက်တိုးကတ်လာခဲ့ပါလေ။လူတွေလည်းတောက်ကျိုးတော့နေပြီလို့ဆိုကအကုံဦးရဖားရနဲ့ထွက်ပြေးကုန်ကြပြီးတော့တင်းမောကြီးကလည်းကမ်းခြေကိုဝင်တိုက်ကအကုန်လုံးပစ္စည်းကုန်ပါတော့လေ။ ကံကောင်းလို့လူအသေးပြောတော့မရှိခဲ့ပေမဲ့ဒီဒေသကြောင်းအကန်းကြီးကိုခိတခဏပိတ်ထားလိုက်ရပါတယ်သူတို့အိမ်ကန်ကြီးမှာတော့ wifi ကလည်းလိုင်းမမိတာကိုတွေ့ရပါတယ်ဖုန်းလဲနေလဲပြတ်တောက်နေတာကြောင့်အမန်နာတို့လင်မယားလဲစဉ်းစားနေကြရင်းနဲ့ချန်လေးကိုဝင်လာတဲ့တမင်လေးတွေကိုကြည်နေကြပါလိမ့်ဒီလိုနဲ့ညာဘက်ရောက်လာတဲ့အခါမှာတော့အမန်တာဟာသူတို့အိမ်တကားကိုခောက်တဲ့အတန်လိုလိုအတန်တကူကိုကြားလိုက်ရပါလိမ့်ဒါနဲ့အမန်နာနဲ့ခင်မွန်းပြည်သူကလင်းတို့လဲတတိထားပြီးတော့တကားကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့လူနှစ်ယောက်ကိုတွေ့လိုက်ရပါလိမ့် သူတို့နှစ်ယောက်ဟာ George နဲ့ Shade တို့ဖြစ်ပြီးတော့ DNG ရဲ့ပန်ရှင်တွေဖြစ်တယ်လို့မိတ်ဆက်လာပါတယ်။ Amanda နဲ့ George တို့ဟာ email ကနေ DNG ကိုငှားဖို့စကားပြောခဲ့ကြဖို့သူတွေဖြစ်ပြီးတော့ဖုန်းလိုင်းတွေပြတ်တောက်နေလို့အခုလိုမျိုးရုတ်တရက်ရောက်လာရတာဖြစ်ကြောင်းတောင်းပန်စကားဆိုပါတော့လေ။ George တို့သားဖဟာကာဝဲတစ်ခုကိုကြည့်ပြီးတော့ပြန်လာတာဖြစ်ပြီးတော့မျိုးထဲမှာလည်းမီးတွေပြတ်နေတဲ့ပြင် George ရာဒူနာယောဂရှိတာကြောင့်ဒီနေ့ညတညကိုတော့ Amanda တို့အိမ်မှာတဲကိုဝင်ပြုပါလို့ခွင့်တောင်းလာခဲ့ပါတယ်။ အမန်နာကတော့သဘောမတူချင်းပဲမဲ့လေအင်ရှင်ဖြစ်နေတာကတကြောင်နောက်ပြီးတော့ George ကသူတို့ကိုတညပေးနေမယ်ဆိုရင်အင်ငါကလည်းကတဝက်ကိုရှော့ပြီးမှဖြစ်တယ်လို့ပြောပြီးတော့သူတို့သားပါနှစ်ဦးအတွက်အယောင်ထက်မှာပဲနေခွင့်ပေးရင်ရပြီဖြစ်ကြောင်ပြောလာလို့ပဲဖြစ်ပါတယ်ဒီနောက်မှာတော့ George ကသူဟာဒီရင်ရဲ့ပိုင်ရှင်အစ်စ်ဆိုတာကိုပြသတဲ့အနေနဲ့အရက်ဗီဒီယိုကိုသူ့မှာပါလာတဲ့တော်နဲ့ဖွင့်ပြကအထက်ကစားတဲ့ဆောင်ကိုလည်းထုတ်ပြလိုက်ပါတယ်ဒါမဲ့အဲ့ဒီဗီဒီယိုထဲမှာတနက်တလဲရှိနေတာကိုတော့တခြားသူတွေမမြင်လိုက်ကြပါဘူး George ယူလိုက်တဲ့စာရီထဲမှာဒေါ်လာ1000ရှိပြီးတော့ ဒါကို George ကအင်္ဂါကတဝက်ပြန်ရတဲ့အနေနဲ့ Amanda ကိုပေးပါလေ။ဒါပေမဲ့ Amanda ကတော့ George ကိုတိတ်ပြီးတော့ယုံကြည်မရှိသေးပါဘူး။ခင်မောပြစ်သူကလင်းကတော့ Amanda ကိုစိတ်လျှော့ထားဖို့ပြောနေပြီးတော့ George နဲ့အတူအရက်တော့ဖို့လုပ်နေခဲ့ပါလေ။ဒီနောက်မှာတော့ George ကအရင်ငယ်ရင်းနဲ့ဒီရင်ချောင်းကိုရှင်းပြနေပါလေ။ဒီရင်ကိုဆောက်လုပ်ခဲ့သူက Danny ဖြစ်ပြီးတော့သူ့ရဲ့ဇနီးတဲ့ကတော့အလုပ်ကိစ္စနဲ့ကြီးသွားနေတယ်လို့ပြောပါလေ။တန်တရားဖြစ်နေတဲ့အမန်ဒါက George ရဲ့မှတ်ပုံတွေပြဖို့တောင်းတဲ့အခါမှာတော့ George ကသူ့ရဲ့မှတ်ပုံတွေထည့်ထားတဲ့အင်ကြီးကိုကာပွဲမှာကြံခဲ့တယ်လို့ပြောလာပါတယ်။ အမန်နာကတော့ George ကိုပို့ပြီးတော့တန်တရားဝင်လာခဲ့ပါပြီ။ရုပ်တရက်ပဲရှုပ်က TV ဖွင့်လိုက်တာမို့ TV မှာလာနေတဲ့အရေးပေါ်သတင်းတစ်ပုဒ်ကိုသူတို့တွေးလိုက်ကြရပါတယ်။ဒါကြောင့်အမန်နာအနေနဲ့ George တို့ကိုအိမ်မှာတ냐လက်ခံထားယုံကလွဲပြီးတော့ဘာမှမတတ်နိုင်တော့ပါဘူး။ဒီလိုနဲ့ George နဲ့ရုပ်တို့နှစ်ဦးဟာမြောက်ထက်ကိုဇင်းလာခဲ့ကြပြီးတော့အိတ်ဖို့လိုရင်းနဲ့ George ရာတစ်ခုခုကိုစီစဉ်နေတာကိုပြသထားရင်တခန်းရက်သွားခဲ့ပါတယ်။အမန်နာမနဲ့အိယာနိုးလာတဲ့ချိန်မှာတော့သူမဖုန်းထဲမှာသတင်းတွေတက်နေတာကိုတွေ့လိုက်ရပါတယ်။အဲဒီမှာတော့တညာလုံးဆက်သွယ်ရေးကွန်ရက်တွေပြတ်တောက်နေတဲ့သတင်းလဲပါသလို ဟက်ကာတွေကြောင့်ဒီလိုမျိုးဖုန်းလိုင်းတွေအင်တာနက်လိုင်းတွေပြတ်တောက်နေတာဖြစ်တဲ့ဆိုတဲ့သတင်းတွေလည်းတက်နေပါဗျ။နောက်တစ်ခုကတော့ဘာမှမသိတဲ့စလုံးအထူးဆန်းတွေပါပဲ။ MNR လည်းစိတ်ပူသွားတာကြောင့်ခင်မုန်းပြစ်သူကလင်းကိုနိုးပြီးတော့ခုနကစာရီကိုပြလိုက်ချိန်မှာတော့စာရီယာမရှိတော့ပဲပျောက်သွားခဲ့ပါပြီ။ဒါနဲ့ကလင်းလည်းသတင်းတစ်ခုခုသိလို့တင်ညာသတင်းစာလေးပါလေးဝယ်ရအောင်ဆိုပြီးတော့ကားမောင်းပြီးတော့ထွက်လာခဲ့ပါလေ။ဒီလိုနဲ့ GPS ကမမိတာကြောင့်ကလင်းလည်းလမ်းပျောက်သွားတာကြောင့်ကားအုပ်ကိုစင်းကဖုန်းလိုင်းမိတဲ့နေရာရှာနေခဲ့ရပါလေ။ ဒီနောက်မှာတော့သူကကားအုပ်ကိုရောက်နေတာကြောင့်ကားထဲကရေဒီယိုကလိုင်းတစ်ချက်ပြန်တက်လာတာကိုမသိလိုက်နိုင်ခဲ့ပါဘူး။ရေဒီယိုသတင်းထဲမှာတော့လက်ရှိအချိန်မှာကမ္ဘာနေရာအနှံ့ပြားမှာစိုက်ဘာတိုက်ခိုက်မှုအန္တရာယ်နဲ့ကြုံတွေ့နေရပြီးတော့ပတ်ဝန်းကျင်မှာလည်းထူးဆန်းတာတွေဖြစ်နေတယ်လို့ကြေညာသွားခဲ့ပါတယ်။ဖုန်းလိုင်းလည်းမမိတော့ကလင်းတယောက်ကားကိုပြန်ပေါင်းလာချိန်မှာတော့လမ်းဘေးမှာကူညီတောင်းနေတဲ့အမျိုးသမီးတဦးကိုတွေ့လိုက်ပါတယ်။ဒါမဲ့ဖြစ်ချင်တော့ဒီမျိုးသမီးဟာအင်္ဂလိပ်စကားမပြောတတ်တာကြောင့်ကလင်းလဲနားမလဲပဲဖြစ်နေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲသူနဲ့ရှေ့တပြားလောက်မှာ drone ကြီးကြီးတစ်စင်းပြန်နေတာကိုတွေ့လိုက်ရပါတယ်။တေးသေးချာချာကြီးလိုက်တဲ့အချိန်မှာတော့ဒီ drone ကနေထွက်နေတာဟာအငွေ့တွေမဟုတ်ဘဲနဲ့စာရေးထားတဲ့ဆက်ကိုရက်တွေဖြစ်နေပါတယ်။ဒီအချိန်မှာ George ကလည်းအပြင်ကိုထွက်လာခဲ့ကကားထဲမှာတနက်ကိုဆောင်းလာခဲ့ပါတယ်။သူမိမကိုစားဖို့နေပေမဲ့လည်း line တွေကမမိတာကြောင့်ဘာမှမတတ်နိုင်ဖြစ်နေရပါတယ်။ဒီလိုနဲ့ George လည်းအင်နီနာချင်းတူအိမ်ကိုသွားတဲ့အခါမှာအဲ့ဒီအိမ်ဟာလူသူမရှိဘဲနဲ့အကုန်လုံးပြန်ကျင်းနေတာတွေ့လိုက်ရပါတယ်။ တကားကြီးကပွင့်လေကြီးသားဖြစ်နေတာမို့အိမ်ထဲကိုဝင်ကြည့်ကဂျိုးလူဖုန်းကိုတွေ့တာနဲ့စမ်းကြည့်ခဲ့ပေမဲ့လည်းသုံးမရဖြစ်နေခဲ့ပါတယ်။ဒါကိုကြည့်ချင်းအဖြစ်အမေရိကန်နိုင်ငံဂျိုးလူဆက်သွယ်ရေးအားလုံးပြတ်တောက်နေတာဖြစ်တာမို့ဂျော်ဂျီပြန်လာခဲ့တဲ့ကမ်းခြေဘက်ရောက်လာခဲ့ပါတယ်။ကမ်းခြေမှာလည်းအကုန်လုံး VOB ရဲ့ပစ္စည်းနေပြီးတော့တဲထဲမှာမြုပ်နေတဲ့နာယီကောင်းစားတစ်လုံးကိုတွေ့လိုက်ရပါတယ်။ဒါနဲ့နာယီကိုကောက်ကင်ကြည့်လိုက်ရမှာတော့နာယီနဲ့အတူလူတယောက်မြုပ်နေတာကိုတွေ့လိုက်ပြီးတော့ဒီလူဟာလည်းလေမှုတအူးဖြစ်နေခဲ့ပါတယ်။ အနီးနားကိုကြည့်လိုက်တော့မှပဲရေထဲမှာလေရင်တစည်းဟာစိုးစိုးဝါးဝါးကိုပြက်ကျနေခဲ့တာကိုကြည့်နေတော့မှပဲနောက်ထပ်လေရင်တစည်းဟာလည်းထင်းချုပ်လို့မရတော့တဲ့ဟန်နဲ့ကန်းကြီးကိုထတ်ထိုးဆင်းလာပြီးတော့ပြက်ကျမိလောက်သွားပြန်ပါလေအမန်နာရဲ့တမီလေး Rose ကတော့ TV ကြည့်ကျင်ခဲ့ပေမဲ့ TV line တွေကမမိတာမို့စိတ်ကောက်နေပါလေဒါနဲ့သူမှလည်းပြင်းလာတာမို့ခြံဝင်းထဲကိုသွားတဲ့အချိန်မှာတော့တမီနေအများကြီးဟာခြံထဲကိုရောက်နေတာကိုတွေ့လိုက်ရပါလေစူးစမ်းကျင်ကြတဲ့မောင်နှမနှစ်ယောက်လည်းတောအုပ်ထဲကိုဝင်သွားပြီးတော့တလုံးအိမ်လေးတစ်ခုကိုတွေ့တာနဲ့ဝင်ကြည့်ကြပြီးတော့ ီနေရာမှာလူတယောက်ယောက်နေသွားဘူးတာဖြစ်ရမယ်လို့ပြောနေကြပါတယ်။ဒီလိုနဲ့မောင်နှမနှစ်ယောက်ချင်းချင်းစားနောက်နေကြပြီးတော့သူ့ရဲ့အကိုဖြစ်သူအာကေရဲ့လက်ကိုအကောင်းကောင်းကိုက်တာခံလိုက်ရပါတယ်။အပြင်ပြန်ထွက်လာတဲ့အချိန်မှာတော့ငှက်တွေဟာလည်းနေရာတနေရာကိုရွှေ့ပြောင်းကြသလိုပဲအုပ်လိုက်ကြီးထပြန်သွားတာကိုမြင်လိုက်ရပါတယ်။အပြင်ကနေပြန်လာတဲ့ကြောရှာမြို့ထဲမှာတူးစန်းတာတွေကိုမြင်ခဲ့ရကြောင်းနဲ့ကမ်းခြေမှာလည်းလေရင်တွေပြက်ကျနေတာကိုမြင်ခဲ့ရကြောင်းအမနာကိုပြောပြနေခဲ့ပါတယ်။ဒီချိန်မှာပဲခလန်းလန်းကနေပောက်ကွဲတဲ့အတန်တန်ကိုကြားလိုက်ရပါတယ်။ ဒီရနဲ့အရန်ကိုဆူရှာဆူညာနဲ့အတန်လိုင်းတစ်ခုကနားထဲတိုးဝင်လာတာမို့အမန်နာလဲနားကိုပိတ်ပြီးတော့သူကလေးနှစ်ယောက်ကိုရှာဖို့ထွက်လာခဲ့ရပါတယ်။ခဏနေတော့မှပဲအတန်တွေလဲညင်သွားပြီးတော့အားလုံးကိုလဲအိမ်ထဲကိုပြန်ခေါ်လာနိုင်ခဲ့ပါတယ်။အမန်နာကဒီကိစ္စတွေမဖြစ်ခင်ကတည်းကတန်ဒီကပျက်စီးတွေအများကြီးကိုစူဆောင်းနေတာကိုမြင်ခဲ့တာကြောင့်တန်ဒီတစ်ခုခုကိုတီထားတာဖြစ်ရမယ်လို့အမန်နာကတွေးနေခဲ့တာပါ။ခဏနေတော့ကလင်းလဲပြန်ရောက်လာပြီးသူကောက်ရလာတဲ့စက်ကူစာရွက်တွေကိုပြခဲ့ပါတယ်။ ။စာရွက်တိပ်ပေါ်မှာတော့စာသားတချို့ရေးထားပေမဲ့ပါရှန်းဘာသာစကားနဲ့ရေးထားတာမျိုးမပတ်သက်ကြပေမဲ့အာဂီကတော့ဂိမ်းဒီမားဖြစ်တာမျိုးဒီစာသားဟာအမေရိကရဲ့တည်ခြင်းလို့အဓိပ္ပာယ်အကြောင်းပြောပြလာပါတယ်။ဒါနဲ့စိတ်ပူလာတဲ့အမန်တာနဲ့ကလင်းတို့ကလည်းဂျော့ဂျ်တားနေတဲ့ဂျားကနေနယူးဂျာစီကိုသွားမယ်ဆိုပြီးတော့ထွက်လာခဲ့ကြပါတယ်။သူတို့မောင်းနေတော့မှာပဲရေးပေါ်ချက်ပေးတဲ့တွေကြားနေရပြီးတော့မကြခင်မှာပဲကားပြောင်တွေအများကြီးဟာလမ်းမှာပိတ်နေတာကိုတွေ့လိုက်ရပါတယ် အမှန်တားလဲကားရီတက်ကိုလိုက်ကြည့်ရမှာတော့ကားထဲမှာမောင်းနေသူမပါဝင်ပဲနဲ့ဒီကားရီဟာမောင်းသူမဲ့ကားအစ်စ်တွေဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။အဲဒီနောက်အမှန်တားလဲစဉ်းစားနေတော့မှာပဲသူတို့နောက်ကနေအရှိန်တော်တော်ပြင်းပြင်းနဲ့ပြေးလာတဲ့ကားဖြူအောင်တွေကိုထပ်မြင်လိုက်ရတာကြောင့်သူတို့ကိုဝင်တိုက်မိမှာဆိုလို့အမြန်ပြေးရပါတော့တယ်။ဒီကားပြောင်နေဟာဒင်းကျုံနိုင်ရွယ်မရှိဘဲနဲ့ရက်နေတဲ့ကားတွေကိုအချိန်နဲ့ပြေးဆောင်တာကိုမြင်လိုက်ရတာကြောင့်အမန်နာတို့လည်းလန်သွားခဲ့ရပါတယ်။မြို့ထဲမှာလည်းဒီလိုမျိုးထူးထူးဆန်းဆန်းကိစ္စတွေဖြစ်နေတာကိုအမန်နာတို့တွေ့ခဲ့ရပါတယ်။ ဒါနဲ့ဘယ်မှသွားလို့မရတော့တဲ့ဆိုအမန်နာတို့မိသားစုလည်း George တို့ရှိရာကိုပြန်လာခဲ့ရပါတယ်။နောက်တဲ့အခါမှာတော့အကောင်ကြီးခံတိုက်ရတဲ့ AKR နေမကောင်းဖြစ်လာတာကြောင့်ဖုန်းသုံးနေနဲ့အိတ်ဆက်လိုက်ပါတယ်။ရုပ်ကကလင်းလုံးနဲ့စကားပြောနေရင်းနဲ့ရေကန်ထဲကိုလမ်းကြည့်လိုက်တဲ့အချိန်မှာပဲကန်ထဲမှာဂျိုးချာငှက်တွေအများကြီးရောက်နေတာကိုတွေ့လိုက်ရလို့ထူးဆန်းနေကြပါတယ်။အိမ်ထဲမှာတော့အမန်နာနဲ့ George ကစကားပြောနေကြရင်းနဲ့ George ကကိစ္စတစ်ခုကိုပြောပြခဲ့ပါတယ်။အဲ့ဒါကတော့လက်ရှိကြုံတွေ့နေရတာတွေဟာနိုင်ငံရေးအခြေအနေတင်းမာမှုကြောင့် အမေရိကန်နိုင်ငံကိုရန်သူနိုင်ငံတွေကစိုက်ဘာတိုက်ခိုက်မှုလုပ်နေတာဖြစ်နိုင်ကြောင်းနဲ့သူကလည်းပင်တယ်ဂွန်စစ်တမ်းသားချုပ်ကတငယ်ချင်းတယောက်ကတတိပေးထားတာရှိတာမို့တခုခုတော့ဖြစ်တော့မယ်ဆိုတာကြိုးသိကြောင်းအမန်တာကိုပြောပြပါရစေ။ဒီလိုနဲ့နောက်တနေ့မနက်ကိုရောက်တဲ့အခါမှာတော့အကောင်ကိုက်ခံထားရတဲ့အမန်တာရဲ့တားဖြစ်သူအာကီယာတွေးရီအန်ပြီးတော့နိုးလာခဲ့ကပါဇက်တဲကသွားရီလည်းအကုန်လုံးကြွကြလာခဲ့ပါရစေ။ဒါကြောင့်ဂျော့စ်နဲ့ဖခင်ဖြစ်သူကလင်းတို့လည်းဒန်နီစီမာဆေးသွားတောင်းဖို့အာကီကိုပါခေါ်ပြီးတော့ထွက်လာကြပါရစေ။ မီးလေးဖြစ်သူ Rose ကလည်းအိမ်မှာမရှိနေတာမို့ Amanda နဲ့ Joe တို့လည်း Rose ကိုရှာဖို့တောအုပ်ထဲကိုထွက်လာခဲ့ကြပါတယ်။ Human တယောက်ဟာဆက်စားခြင်းတော့တိတ်ပြီးအကျုံးမတဲကြပါပဲ။ဒုက္ခရောက်နေကြသူတွေဖြစ်နေတာမို့တယောက်ကြောင့်တယောက်နားလေသွားပြီးတော့စကားပြောနေကြတော့မှာပဲ။သူတို့ရှိနေတဲ့တလုံးဝင်ပြင်ဘက်ကနေထူးဆန်းတဲ့အံတခုကိုကြားလိုက်ရပါတယ်။ Amanda လည်းပြင်ကိုထွက်ကြည့်ပြီးခဏနေတော့ Joe တယောက်ကြောက်လန့်တကြားအော်နေတဲ့အံကိုကြားလိုက်ရပါတယ်။ဒါနဲ့ Amanda လည်းရုပ်စီကိုပြန်ပြေးချိန်မှာတော့ Joe ကိုတမင်တွေအများကြီးဝိုင်းထားတာကိုတွေ့တာမို့နှစ်ယောက်သားအကွက်စန်းတွေနဲ့တမင်တွေကိုမောင်းထုတ်လိုက်ကြပါတယ်။ ဇီလာတောင်းနဲ့ဂျော့ဂျ်နဲ့ကလင်းတို့ကိုတော့ဒန်နီကတနက်နဲ့ချိန်ထားပြီးတော့သူနာကိုကတ်မလာဖို့ပြောနေတာကိုတွေ့ရပါတယ်။ဒန်နီကအခုဖြစ်နေတဲ့ကိစ္စတွေနဲ့ဆင်တူတဲ့အဖြစ်မျိုးတွေကိုသူစစ်မှုထမ်းစဉ်ကကျူးပါမှာရောက်နေတုန်းကြုံတွေ့ခဲ့ရပြီးတော့ဒါဟာတိုင်းအောင်ကြည်လွန်ခဲ့တာကြောင့်ဖြစ်တယ်လို့ပြောခဲ့ပါတယ်။ဒန်နီကတော့သူ့မှာအာကီရဲ့ယောဂကိုပျောက်ကင်းစေနိုင်တဲ့ဈေးတွေရှိပေမဲ့သူ့မိသားစုအတွက်သိမ်းထားမှာမို့လို့အာကီကိုမပေးနိုင်ဘူးလို့ပြောပြီးတော့လူချင်းတော့ဂျော့ဂျ်သွားတဲ့အင်ဂျင်နီယာချင်းအင်ကိုသွားတောင်းပါလို့ပြန်လွှတ်လိုက်ပါတယ်။ ဒီလိုနဲ့တဦးနဲ့တူလဲတနက်ကြီးတွေနဲ့ပြဖို့လှုပ်တာမို့ကလင်းကကြားထဲကနေဝင်ပြီးတောင်းပန်ပြီးတော့သူသားလေးကိုကယ်ပေးဖို့တောင်းပန်ခဲ့ပါတယ်။ဒါနဲ့တန်းဒီလည်းအာကီကိုစေးတချို့ပြန်ရောင်းလိုက်ကာကိုရီးယားနိုင်ငံကဟက်ကာတွေကအမေရိကန်ကိုတိုက်ခိုက်နေတာဖြစ်တယ်လို့လည်းပြောခဲ့ပါတယ်။ဒီနောက်မှာတော့ကလင်းကသူကားနဲ့သွားရင်းနဲ့ဒရုန်းပေါ်ကနေကျဲကြထားတဲ့စာရွက်တွေကောက်ရထားကြောင်းနဲ့ဒီမှာပါရှန်စာတွေရေးထားတယ်လို့တန်းဒီကိုပြောပြပါတယ်။ဒါမဲ့တန်းဒီကဇန်ဒီယေဂိုမှာရှိတဲ့သူ့တငယ်ချင်းပြောစကားရဒါကကိုရီးယားမဟုတ်ဘူးတရုတ်ကလောက်တာဖြစ်နေတယ်လို့ပြောပြပါတယ်။ အမေရိကန်နိုင်ငံကိုဖြိုချခြင်းနေတဲ့နိုင်ငံတွေများတာကြောင့်အဲ့ဒီနိုင်ငံတွေကစူပေါင်းပြီးတော့အမေရိကန်ကိုတိုက်ခတ်နေတာဖြစ်တယ်လို့လည်းဒန်နီကရှင်းပြပါတယ်။ဒန်နီပြောတာကို George ကလည်းဖြစ်နိုင်တယ်လို့ထောက်ခံပြီးတော့ဒါအစမဲ့ရေးရရအရေးကြီးတဲ့အချိန်ပဲဖြစ်ကြောင်းပြောခဲ့ပါတယ်။ပထမအဆင့်အနေနဲ့ဗီဒီယိုတွေချင်းချင်းဆက်သွယ်ပြတ်တောက်သွားစီဖို့ရည်ရွယ်တာဖြစ်ပြီးတော့ဒုတိယအဆင့်အနေနဲ့ကပြည်ရင်းမှာ VPN တွေဖြစ်လာအောင်လေတိုင်းပေါ်ကနေလှုပ်ဆော်တာဖြစ်ပါတယ်။ဒီလိုကြောင့်ပြည်သူတွေချင်းချင်းရန်ဆောင်လာကြပြီးတော့စီးလုံးမှုပြိုကွဲသွားအောင်လုပ်တာဖြစ်တယ်လို့ George ကရှင်းပြပါတယ်။ ဒါကြောင့်သူတို့တို့လည်းအိမ်ပြန်ပြီးတော့အကာအကွယ်ရှိတယ်ဆိုတော့ဂျော့ရှ်ရဲ့မိတ်ဆွေအင်ကိုသွားကြဖို့သဘောတူလိုက်ကြတယ်။ဒီချိန်တော်ရဲရောက်နေတဲ့အမန်ဒါနဲ့ယူတိုဟာမန်ဒန်မျိုးရဲ့ကောင်းကင်ပေါ်မှာမိโกမိငွေတွေလောင်နေပြီးတော့တနက်ပြစ်တံတွေကြားနေရတာမို့ဆစ်ဖြစ်နေပြီဆိုတာသိလိုက်ကြပါတယ်။ကြောက်နေတဲ့ Rose လေးအား George သွားခဲ့တဲ့သူတို့အိမ်ကြီးချင်းအိမ်ထဲကိုရောက်နေတာဖြစ်ပြီးတော့အိမ်ထဲမှာရှိတဲ့စားစရာတွေကိုတယောက်တည်းထိုင်ကျိတ်နေခဲ့တာပါ။ကလေးပီပီဆက်စုကျင်နာကြောင်းအိမ်ထဲကိုရှောက်သွားရင်းနဲ့အိမ်ထဲမှာစိတ်ကြိုက်ပြင်ဆင်ထားတဲ့အခန်းအခန်းကိုတွေးလိုက်ရပါတယ်။ ဒီကနေ့မှာတော့အားကစားခန်းမတွေကစားအောက်ဆီဂျင်ရဖို့အတွက်အပင်တွေစိုက်ထားသလိုမျိုးစားစရာတွေလည်းအကုန်လုံးအရန်သင့်ရှိနေတာကိုတွေ့လိုက်ရပါတယ်။အိမ်ထဲမှာတော့ရေးပေါ်သတင်းတွေပေးပို့နေတဲ့ကွန်ပျူတာတစ်လုံးတည်းရှိနေပြီးတော့အမေရိကန်နိုင်ငံတဝမ်းမှာတိုက်ရုံကြီးတက်တိကြွားမှုတွေဖြစ်ပေါ်နေတာမို့ဘုံကိုစီယာနေရာရှာထားကြဖို့သတင်းပို့ချက်တွေကိုမြင်နေရပါတယ်။ရုစရာရှာရင်းဖွေရင်းနဲ့ရုပ်ရှင်ဗီဒီယိုခွေတွေအများကြီးကိုတွေ့လိုက်တာမို့သူမကြိုက်တဲ့ဇာကားလေးကိုရွေးထုတ်လိုက်ပြီးတော့စက်တဲကိုထည့်လိုက်တာထိုင်ကြည့်နေပါတော့တယ်။ဒီနေရာမှာပဲဒီဇာကားလေးရဲ့အချင်းချုပ်လေးကိုရက်တန့်ထားပါရစေခင်ဗျ။ ဇကာလီရဲ့အမိကတော့ leave the war behind လို့ခေါ်ပြီးတော့2023ခုနှစ်ထဲမှာထွက်ရှိထားတာမို့အကြသေးတဲ့ဇကာလီလည်းဖြစ်ပါတယ်။စိတ်ဝင်စားတဲ့ဆိုရင်တော့အစာဆုံးကိုကြည့်ရှုပေးကြဖို့အတွက်အကြံပေးရင်းနဲ့နှုတ်ဆက်ပါရစေခင်ဗျာ။ဗီဒီယိုလေးတွေကိုကြည့်ရှုပေးမှုအတွက်လည်းကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။